မင်္ဂလာပါသူဝါစပေါ့ပိတ်သက်တရားလုံးလဲမင်္ဂလာပါမနေ့ကမတ်ထွတ်တာဝီဝဲစင်မှာဂျူလီယန်အေဗာရက်စ်ကန်သွင်းခဲ့တဲ့ပင်လယ်နဲ့ပတ်သက်ပြီးအငြင်းမောအဖွဲဖြစ်နေပါလေဒီအငြင်းမောနဲ့ပတ်သက်ပြီးတော့နေပြဆီမိုနီကတန်တရားဖြစ်နေတာလည်းပဲဖြစ်ပါလေစဲကြောင်တဲ့ဆင်မာနဲ့ကြော်ပေါင်း2ဂိုးတကူနဲ့တေကြနေပြီးရဲ့နောက်ပင်နယ်ရီအဆုံးပြတ်ခံယူရမှာ၄ဂိုး2ဂိုးနဲ့ရီယယ်မထွေအသင်းကအနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလေအေဗာရက်စ်ကပင်နယ်ဒီကန်သွင်းနေတဲ့အချိန်မှာထိချော်ခဲ့တာလည်းပဲဖြစ်ပါလေဘောလုံးကိုနှစ်ချက်ထိတယ်ဆိုပြီးတော့ VR ကပယ်ချသွားခဲ့တာလည်းပဲဖြစ်ပါလေ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆေမီနီကဂျူလီယန်ကပင်နယ်တီအမှတ်သားနေရာမှာခြေချော်တော့ထောက်လိုက်တဲ့ခြေကဘောလုံးကိုထိခဲ့တယ်လို့ဒန်လူကြီးကပြောပါတယ်။ဒါပေမဲ့ဘောလုံးကရွေးမနေပါဘူး။ဒါပေမဲ့အခုအဲ့ဒီပေါ်မှာအခုအတမ်းမှန်တင်တာမတမ်းမှန်တင်လားဆိုတော့ညင်ကုန်ဖို့ပဲအသုံးဝင်ပါလိမ့်။ကျွန်တော်ဇာမောင်လေးကိုကျွန်တော်ဂုံယူပါလိမ့်။ကျွန်တော်ပြောပါလိမ့်။တကယ်ကိုပြောတာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစံပြပုံစံနဲ့ရှင်ပြိုင်ခဲ့လို့ပါပဲ။ဂျာမနီမှာရီယယ်မတ်ထွေကိုလည်းမထိုးနိုင်ခဲ့ပါဘူး။အမှန်ပါ။ဒါတကယ်အမှန်ပါ။ကျွန်တော်တို့မနိုင်ခဲ့ပါဘူး။ ဒါပေမဲ့သူတို့ဟာကျွန်တော်တို့နဲ့ပွဲစဉ်မှာနောက်တစ်ကြိမ်တကယ်ကိုအခက်ခဲတွေ့စေခဲ့တာပါပဲ။နေပြည်တော်စီမံကပွဲရဲ့တာဝန်ရှိသူတွေရဲ့ပင်နယ်တီဆုံးဖြတ်ချက်မှတ်တယ်လို့ယုံကြည်လို့ကြောင်းဖွင့်ရပြောဆိုခဲ့တဲ့ရလည်းပဲဖြစ်ပါလိမ့်။ VR ခေါ်ပြီးတော့ penalty ကိုဆုံးဖြတ်ထားမျိုးကျွန်တော်တခါမှမတွေ့ဘူးပါဘူး။ကောင်းပါပြီသူတို့ကသူ့ဘောလုံးထိမိတယ်လို့မြင်ခဲ့ကြမှာပါ။အဲဒီလိုပဲယုံကြည်ပါလေ။သူထိတာကိုသူတို့မြင်ခဲ့ကြတယ်လို့ပဲကျွန်တော်ယုံကြည်ပါလေ။ Emirates ကဘောလုံးကိုနှစ်ချက်ထိတယ်လို့ရှင်းရှင်းလင်းလင်းမြင်ရတဲ့ replay video မြင်ခဲ့သူတွေရှိရင်လက်ထောင်ကြစမ်းပါလို့ မီဒီယာတွေကလည်းစင်မီတွေကမေးခွန်းထုတ်ခဲ့သေးတာလည်းဖြစ်ပါလိမ့်။ဒူလေဘာရဲဘောလုံးနှစ်ချက်ထိတယ်လို့ခင်ဗျားတို့မြင်မိတဲ့သူတွေလက်ထောင်ကြစမ်းပါ။ဘယ်သူထောင်မလဲ။ဘယ်သူမှမထောင်ဘူးမဟုတ်လားလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်။ရီမက်ဒရစ်အသင်းရဲ့ကိုယ်တော်ကွန်ထရက်ကလည်းနှစ်ချက်ထိမိတာကိုခံစားရကြအောင်အခုလိုဖွင့်ရပြောဆိုခဲ့ပါလိမ့်။နောက်ဆုံးတော့ကကန်ဆယ်မဲပါပဲ။သူနှစ်ချက်ထိတယ်လို့ကျွန်တော်နည်းနည်းလေးတော့ခံစားမိပါရည်။အဲ့ဒါကျွန်တော်ဒန်လူကြီးကိုကျွန်တော်ပြောခဲ့ပါလိမ့်။ ရှင်းရှင်းလေးမြင်ဖို့မလွယ်ကူပါဘူး။ဒါပေမဲ့သူတို့အတွက်ကန်ဆိုးတာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဒီဆုံးဖြတ်ချက်ပေါ်အော်တရတီကိုကဆော့ရကန်တက်ခဲ့တာကိုဘယ်ဂျန်ကုသမကဝေဖန်ခဲ့ပေမဲ့မကြသည်မီရပ်ပိုင်းတွင်ကစပိန်တန်လူကြီးတွေကိုဆက်မပြတ်တိုက်ခိုက်ပြီးမတဘာမှုတွေရှိတယ်လို့ဆိုဆွဲနေတဲ့သူ့အသင်းကိုလည်းတွယ်ဝပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ UFA ကတော့ကိုချင်းချင်းလေးလေးမြင်ခဲ့တယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒီလိုမျိုးနဲ့တော့သူတွေလို့ခံစားပြီးအများအားငိုယူနေတာကျွန်တော်စိတ်ကုန်ပါလိမ့် တယ်လင်ကြီးတွေကဘယ်အသေးကိုမှကူပေးချင်တာမှမဟုတ်တာစပိန်ကလည်းမဟုတ်ပါဘူးဥရောပမှာလည်းမဟုတ်ပါဘူးလို့ကော်ဒရိုက်ကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်သူတို့ကတော့ကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ကြမှာပါ။ VR နဲ့ပြပြသားသားမြင်ခဲ့လို့ဒါကြောင့်မဲအဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့တာပေါ့။သူတို့မှာရုပ်ပုံတွေကင်မရာတွေအများကြီးရှိတယ်လို့နေပြကြီးအန်စတော်တွေကလည်းယုံကြည်နေတာလည်းပဲဖြစ်ပါလိမ့်။သူတို့တွေတွေးခဲ့လိမ့်မယ်လို့ထင်ပါလေ။တနည်းအားရှိတယ်ဆိုတာကျွန်တော်တို့သိတော့သူတို့ VR မှာတွေ့ပြီးသားပါပဲလို့နေပြကြီးအန်စတော်တွေကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ ကျွန်တော်တော့မြင်ခဲ့ပါတယ်သူကဘယ်အချိန်နဲ့ထိတယ်လို့ထင်ပါတယ်ဒုတိယအချိန်ထိတာပါလို့နေပြအန်ဆရော်ဒီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဆိုတော့ကွာတာဖိုင်နယ်မှာရီယယ်မက်ထရီအသင်းကအင်္ဂလန်ကလပ်ဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ထိတဲ့အီယန်ဆိုင်တွေ့ဆုံမှာလည်းပဲဖြစ်ပါလိမ့်အာဆင်နယ်ရဲ့နေပြာရီတာကတော့စပိန်ကလပ်ဖြစ်တဲ့ရီယယ်မက်ထရီအသင်းကိုကြောက်ရွံ့နေစိတ်လုံးဝမရှိတဲ့အကြောင်းအနိုင်ယူကြော်ဖြတ်နိုင်စွမ်းရှိကြောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့် PSV ရဲ့အသင်းကိုနိုင်ယူကျော်ဖြတ်လာတဲ့အာဆနယ်အသင်းဟာကွာနာဖိုင်နယ်မှာအက်ဒရီဒီကိုမှထွက်အသင်းကိုပီနက်ဒီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့တဲ့ရီယယ်မှထွက်အသင်းနဲ့တွေ့ဆုံနေတာဖြစ်ပါလိမ့်။ရီယယ်မှထွက်အသင်းနဲ့ဝဲစင်ကခက်ခဲမှာဆိုရင်လည်းပဲအနိုင်ယူကျော်ဖြတ်နိုင်စွမ်းရှိကြောင်းဂျမနီကွာနာဖိုင်နယ်အဆင့်ကိုနှစ်ကြိမ်ဇက်လိုက်တက်ရောက်နိုင်ဖို့ဆိုတော့မလွယ်ကူနိုင်တဲ့အကြောင်းစီမီဘန်နဲ့တက်ရောက်ပြီးတော့နောက်ထပ်ခြေလန်းအသစ်တွေဆက်လန်းခြင်းတွေကြောင့်နေပြရတာကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့် အာဇင်နီးယားလာမယ့်ဧပြီလ9ရက်နေ့မှာအင်္ဂွဲမှာစတင်စားရမှာဖြစ်ပြီးဒုတိယကြော်အဖြစ်ဧပြီလ18ရက်နေ့မှာရီယယ်မထွေရဲ့အင်္ဂွဲမှာတွားရောက်အရင်ဆန်ရမှာလည်းပဲဖြစ်ပါလိမ့်ယမနီယာဘေးစီအသင်းကိုချန်ပီယံလိမှာပီနယ်ဒီယဆုံးဖြတ်တဲ့ရင်းနေပြီးထွက်ခွာခဲ့ရပြီးတဲ့နောက်မိုဆာလာတယောက်ဘလွန်ဒီယောစုကိုမရရှိနိုင်တော့ကြောင်းအွန်နရီကအသုံးသက်ပြောဆိုလိုက်ပါလေ။လောဘဒေယတားချက်ဇာမမိုဆာလာအနေနဲ့ဘလွန်ဒီယောစုအကောင်းဆုံးဇာမစုအတွဲနောက်ကျချန်ရင်ခဲ့ပြီးဖြစ်ကြောင်းအွန်နရီကအသုံးသက်သွားတာဖြစ်ပါလေ မော်ဇလာကုနေဘောလုံးရာသီပရီးမီးယားလိမှာဆွေးပေါင်း29ကိုအတွင်း16ကြိမ်ဖန်တီးနိုင်ခဲ့ပြီးအကောင်းဆုံးစမ်းဆောင်ရည်ပြသထားတာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့လေဘဝဝင်းကချမ်ပလီပြိုင်ပွဲကနေထွက်ခွာခဲ့ရတာကြောင့်ဆာလာနေနဲ့အကောင်းဆုံးအဆုအတွက်မျောလင်းချက်နေပါသွားခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်သင်းနဲ့ဘာစလိုနာသင်းအန်တာဆင်မူအောင်ဖြစ်တဲ့အိုနရီကတော့ဘလိုနီယိုဆုအတွက်ဆာလာနောက်ကျတန်ရစ်ခဲ့ပြီးဖြစ်ပြီးဘာစလိုနာတောင်းမန်ဇာမာရာဖင်ညာကပိုးပြီးရေပန်းဆားလာကြောင်းတုံ့သက်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဘရာဇီးလားကဘာစီလိုနာအသင်းအတွက်16ပွဲစားပြီး16ကြိမ်ဖန်တီးပေးထားတာလည်းပဲဖြစ်ပါလိမ့်။ဘလိုနီယောစုရရှိနိုင်မဲ့ဇာမာရီထဲမှာ PSG အသင်းမှာခြေစွမ်းပြသနေတဲ့အတဆက်ဇာမာဒန်မီလီလည်းပါဝင်နေတာလည်းပဲဖြစ်ပါလိမ့်။ဆော်ရီကလည်းအဲ့လေအသင်းကိုသွားဖို့အတွက်စဉ်းစားနေတဲ့ဘန်ဒိုင်။လောသင်းကဆောင်ပါကျဗန်ဒိုင်းကဆော်ရီဘလိုလီကလည်းအဲ့လေအသင်းမှာမြန်မာနဲ့လောကလားဇာနဲ့ကလန့်မှုကိုအလေးနဲ့ထားစဉ်းစားနေတယ်လို့သိရှိရပါလိမ့်။ ပုံတော့ကလူလာလာမဲ့နေရာဒီမှာလဘောတင်တဲ့စာချုပ်သဏ္ဍာန်ကုံဆုံးမှာဖြစ်ပြီးအန်ဖီကနေထွက်ခွာလာဖို့ရှိနေရလည်းပဲဖြစ်ပါလိမ့်။ဗတိုင်းက BSD အသင်းကိုရင်းနေပြီးတမ်မလီဆက်ချောင်းတင်ချုံတဲ့အဆင်းကနေထွက်ခွာခဲ့ရပြီးတော့လာမဲ့ရာဒီမှာဘယ်ကလပ်မှာရှိနေမဲ့ဆိုတာကိုမသိရှိရသေးကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။တူအမိုးဆလာအလက်ဇန္ဒရာတို့နဲ့အတူလီဗာပူးအသင်းရဲ့၃လသာစာချုပ်ကြံရှိတော်လာတဲ့ဖြစ်ပါလိမ့်။ဘာနိုင်ကဘာလို့ဖြစ်လာမလဲတော့ကျွန်တော်လည်းမသိသေးဘူး။ကိုလောလောဆယ်တော့လုံးဝကိုမသိသေးပါဘူး။လက်ထဲမှာလည်းဘာမှစုပ်ကန်ထားစရာမရှိပါဘူး။ ခံထားစရာလည်းဘာမှမရှိတော့ပါဘူး။ဇယ်ဝဲကစားဖို့တော့ကြံပါသေးတယ်။ဒီပေါ်မှာအပြေးအဝကျွန်တော်အာရုံစိုက်ထားပါတယ်။တရင်ချီတော့ခင်ဗျားတို့ကြားရမှာပေါ့။ဒါပေမဲ့အခုကျွန်တော်ကိုယ်တိုင်လည်းမသိစရာသေးပါဘူးလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။အလင်ကွေးရေပေါ်ပြအခြေရာသ33နှစ်အရွယ်နေတဲ့လက်ဝစင်ဟာ sorry glad အဟီလီယာတင်းရဲ့တနည်းလောက်ခလာစာပေါင်18တန်းနဲ့ကမ်းလန်းချင်းခံထားရတယ်လို့သိရပါတယ် လက်ရှိနေထားရသူအားနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မရှိသေးတာလည်းပဲတွေ့ရပါလိမ့်။သူအားလက်ရှိအချိန်မှာတင်းဝင်နေမှာဝင်းမလီကွင်းမှာစားရမယ့်ကာဗွန်ဖလောက်ဘလူးပွဲစဉ်အတွက်အာရုံစိုက်ထားတယ်လို့သိရှိရပါလိမ့်။ပြည်ထောင်စုအန်ဖီမှာ PSG အသင်းကိုရှုံးနေတဲ့ပွဲစဉ်မှာ PSG ဩဂရာအကီလိုင်ဖီနဲ့အာဇာဒိုင်တာတို့လူးဝစ်ကမ်ဘိုနဲ့စကားပြောဆိုနေတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒါပေမဲ့ MC Sport ကတော့သူတို့ဟာပြောင်းရွှေ့နေပတ်သက်ပြီးဆွေးနွေးခြင်းမဟုတ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ ရေဂျာတွေကကျွန်တော်တို့အသိန်းတော့မကောင်းပါဘူးဆိုတော့ special one ဖေးနာမကြီးတဲ့နေပြမော်ရီယွန်ကသူတို့အသိန်းဟာရေဂျာတွေနဲ့ကောင်းမွန်နေမှုနဲ့အတူပြန်လည်နိုင်ယူပြီးတော့ယူဘလီကွာလာဖိုင်နယ်ကိုတက်ရောက်နိုင်မယ်လို့ယုံကြည်ကြောင်းပွင့်ရပြောဆိုလိုက်ပါတယ်မော်ရီယံဖီနာဘာဂျီအသင်းဟာဒူဂီမာတို့ကရိန်ဂျာအသင်းကိုစတန်ဘူမှာ3-0နဲ့အရင်နေခဲ့တာလည်းပဲဖြစ်ပါလိမ့်မယ်။အစ်စတန်ဘူပဲစီမာတို့ကဖီနာဘာဂျီအသင်းတို့အသာရောက်ခဲ့ပေမဲ့ရိန်ဂျာရဲ့တမ်ပါတက်စစ်ကြောင့်အရင်နေခဲ့ရတာလည်းပဲဖြစ်ပါလိမ့်မယ်။ မော်ရီယံဥရောပပြိုင်ပွဲအားလုံးမှာချန်ပီယံဖြစ်ထားတဲ့တူရီသောနေပြအဖြစ်ယက်တီနေပြီမဲ့ဥရောပပွဲစဉ်200ကျော်ကန်တွယ်ထားရမှာနှုတ်ကိုကွန်ရက်ရှောင်းလိမှုအားပြန်လည်အနိုင်ယူပြီးနောက်ဆင့်ကိုတက်ရောက်ဖို့ချင်းမရှိပါဘူး။ဒါပေမဲ့လည်းမော်ရီယံကကျွန်တော်တို့ရှုံးနေခဲ့ပေမဲ့မနာကျင်ပါဘူး။မန်တန်းပြောတော့ရိန်းဂျာကကျွန်တော်တို့အသိန်းလောက်ကောင်းတဲ့အသိန်းမဟုတ်ပါဘူး။ကျွန်တော်တို့မှာနောက်ဆက်တက်ဖို့အတွက်အခွင့်အရေးရှိပါသေးတယ်။နာကျင်ရတာမရှိသလိုကစားချေလို့စိတ်လည်းမရှိပါဘူး။ပူကောင်းတဲ့အသင်းဆိုတာပြသလို့စိတ်လည်းမရှိပါဘူး။ကျွန်တော်တို့ပူကောင်းနေတယ်ဆိုတာရိုးသားဆုံးပဲပြောပြတာပါ။ ဒါပေမဲ့ကျတို့မှာမှားတွေလောက်ခဲ့မိပါလေ။အရိယာမတွေကိုသူတို့ကအခွင့်အရေးရယူခဲ့တာပဲ။ရှုံးနဲ့ထိုက်တန်ခဲ့ပါလေ။သူတို့ဈေးအားထက်သန်နေခဲ့ကြပါလေ။အတူတဲတိုက်ပွဲဝင်ခဲ့ကြပါလေ။ကျတို့အနိုင်နဲ့ထိုက်တန်ပါလေ။ဘာခံစားကြမှမရှိပါဘူး။စိတ်ပြတ်သားလည်းမရှိပါဘူး။ကျတို့လေးကိုအာရုံစိုက်ပါလေ။ဒင်းဝင်တွေမှာတော့အရေးပါတဲ့ပွဲစဉ်တွေပဲရှိပါလေ။ခွင့်အရေးမရှိဘူးလို့ခံစားနေမိရင်ဒင်းဝင်တွေပွဲအတွက်ပဲပြင်ဆင်မှာပေါ့။ဒါပေမဲ့ဒင်းဝင်နေပွဲစဉ်အတွက်မပြင်ဆင်ထားပါဘူးကုပွဲစဉ်အတွက်ပဲပြင်ဆင်နေပါလေကျွန်တော်တို့မှအခွင့်အရေးရှိတယ်လို့ယုံကြည်နေစေပါပဲ အခွင့်အရေးရှိနေသည်များတိုင်ပွဲဝင်ပါမယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။မော်ရီယန်ဖီနာဘာချီသည်အတူတူဆူပါလိမှာထိတ်ဆုံးမှာကာနာဒါစီနဲ့ရမှတ်9မှတ်အထိကွာဟနေတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဖီနာဘာချီသည်ကတပွဲရော့စားထားတာကြောင့်အခွင့်အရေးရှိနေသေးလည်းပဲဖြစ်ပါလိမ့်။အတော့စိတ်ချောချဖို့အတွက်ဇာမောက်ရဲ့လောက်ခလောက်စာချောချပြီးတော့အစာချုပ်ပြန်ချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေတဲ့မန်ယူနိုက်တက် ဇာဂျန်ဝက်လေးကယူနိုက်တက်ရဲ့36ရာရေးအစိအပိုင်းတည်းအဖြစ်အစားမရတဲ့လောကလားစာကိုရှော့ရှာပြီးတော့စာချုပ်ပြောင်းလဲထုတ်ဆိုဖို့စီစဉ်နေတယ်လို့သိရှိရပါတယ်ရတဲ့ရေမှုတဲ့ပိုင်းရှင်အန်တဘောင်းများစွာခွင့်နဲ့ခြေစံပြသနိုင်ခြင်းမရှိတဲ့ဇာမော်ရီရဲ့လောကလာဇာကိုရှော့ရှနိုင်ရင်ကြိုးပမ်းလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရတဲ့ဇာမော်ရီကိုလောကလာဇာမှာပေးပဲအောင်မြင်မှုပေါ်မူတည်ပြီးတော့စုချင်းငွေများစွာ ပေးခြင်းမဲ့ချက်နဲ့အစားထိုးအသုံးပြုလာပါလည်းပဲဖြစ်ပါလိမ့်။ ဒါကြောင့်မလို့ဇာမောရီယာဆွမ်းဆောင်ရင်ရလက်ပိုင်းပုံမကောင်းမလာမလို့ကလပ်ရဲ့တာဝန်ရှိသူတွေကယုံကြည်နေကြတာဖြစ်ပါလိမ့်။တပတ်မလိုင်တွားတဲ့ဇာမောရီယာလောကလာစာရှော့ချနိုင်ရေးလှုပ်ဆောင်မှုကအနာဂတ်ဇာမောခေါ်ယူအင်အားဖြည့်တင်းမှုပေါ်မှာလည်းရိုက်ခတ်လာဖို့ရှိနေပါလိမ့်။ဒါပြင်စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးတဲ့ဇာမောရီယာအခြေအနေကိုလည်းလှုပ်ခတ်လာစေမှာတော့အသေးကြပါပဲ။ဂွေလန်ဇာမောကိုယ်မန်နုအားလက်ရှိအချိန်ပိုင်းရတဲ့မှာတပတ်လောကလာစာပေါင်း2000တာရရှိနေတာဖြစ်ပြီးစာချုပ်တွေအတွက်တပတ်လောကလာစာပေါင်း3000ကျော်ရရှိလိုနေတာလည်းဖြစ်ပါလိမ့်။ ဒါပေမဲ့လည်းစာရင်ရက်ကလစ်ဟာဈာမတွေကိုလောကလာဈာများစွာတိုးမြင့်ပေးဖို့အစီအစဉ်မရှိဘဲနဲ့စွမ်းဆောင်ရည်နဲ့အောင်မြင်မှုပေါ်မူတည်ပြီးတော့အပိုစုချင်းငွေတွေများစွာပေးရလာတော့မှလည်းဖြစ်ပါလိမ့်။ရက်ရက်က3စည်းရေချော့ချတဲ့အနေနဲ့ဝန်ထမ်းပေါင်း450ဦးကိုချော့ချထားသလိုဇာလန်ဖာဂူဇန်ကိုလည်းတရမန်ယာရုကနေဖယ်ရှားထားပြီးဖြစ်ပါလိမ့်။နေပြည်တော်လက်ထက်ပရီးမီးယားလိဂ်၁၆ပွဲမှာ၅ဝရတနာရရှိထားပြီးမှပေးစရာဆင်ဆက်လေးနေရာမှာ EAD နေရာလေးပဲဖြစ်ပါတယ်။ မိုင်းရတဲ့အသိအတွေအခုရာသီတစ်ခုပြီးသောဆူလာမျောလင်းချက်နဲ့ချမ်ပလီဝင်ခွင့်မျောလင်းချက်ဟာယူပါလိသာရှိတော်တာလည်းပဲဖြစ်ပါလိမ့်။သူတို့ကဒီကနေ့ညမှာအထောက်ပို့ခွင့်မှာယူပါလိ၁၆သိန်းရှုံးရွယ်အစဉ်ဒူရီယာကျော့ဘဲစဉ်ဖြစ်ရီယက်ဆိုစီတဲ့အသိနဲ့အီယန်ဆန်ရမှာဖြစ်ပါလိမ့်။ပရမကျော့တော့ကစပိန်မှာတကိုးစီတီကြနေတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဗိုက်သမားလုံးကိုစိတ်နဲ့ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ။